အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise US News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းသတင်းကတော့ Idaho ပြည်နယ်မှာမိသက်သမားနှစ်ယောက်ကိုချောင်းမြောင်းပြစ်ခတ်တဲ့တနက်သမားကိုအသေးဖမ်းဆီးရမိလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအဖြစ်ဆုံးကတော့ Fox News ကဂျွန်လ30 2025 ဒီကနေ့တင်ဆက်သွားတာကတော့ Idaho ပြည်နယ်မှာတောင်ပေါ်မှာတစ်တော်မီလောင်လို့မင်းငိမ့်မှုလာခဲ့တဲ့မိသားသမားတွေကိုတောရဲကနေပြီးတော့ချောင်းမြောင်းပစ်ခတ်လုံးကြံတပ်ဖြတ်တဲ့အခင်းတစ်ခုဖြစ်ပွားခဲ့ပါတယ်။မနေ့ကဇွန်လ29 2025မှာတော့နေ့လယ်တနာရီ27လောက်မှာ911ကို ဖုန်းတစ်ခုဝင်လာပြီး Idaho ပြည်နယ်မြောက်ဘက်ပိုင်းက Canfield Mountain မှာတစ်တော်မီလောင်ကျွမ်းနေကြောင်းဒေသခံတို့ကဖုန်းဆက်လာပါတယ်။ ဖုန်းခေါ်လာတဲ့သူဟာသူ့ရဲ့နာမည်ကိုတော့ဖော်မပြခဲ့ပါဘူး911 plate ဌာနကလည်းတာဝန်သိပြည်သူတယောက်ကစက်တာပဲလို့ယူဆပြီးတော့အဲ့ဒီသူဟာတနတ်သမားဖြစ်နိုင်မယ်လို့မထင်ထားခဲ့မိပါဘူးအဲ့ဒီနောက်တော့မိသက်သမားတွေဟာနေ့လယ်2နာရီလောက်မှအဲ့ဒီတောင်ပေါ်ကိုရောက်ရှိခဲ့ပါတယ်အဲ့ဒီမိလောင်တဲ့နေရာမှာပဲမိငိမ့်တပ်ဖို့လုပ်နေရင်းနဲ့အဝေးကနေစနိုက်ပါတနတ်နဲ့ပြစ်ခတ်လုံးကြံချင်းခံရပါတော့တယ် အဲ့ဒီအချိန်မှာပဲအဲ့ဒီနေရာကမိသက်သမားတွေဟာ911ကိုတနတ်သမားဟာသူတို့ကိုချောင်းမြောင်းပြစ်ခတ်နေကြောင်းဖုန်းဆက်သတင်းပေးပေးပို့ခဲ့ပါတယ်။ပလိတ်အပောင်ဝင်းအခြားကယ်ဆယ်ရေးအရာရှိစုစုပေါင်းအယောက်400လောက်ဟာအဲ့ဒီတောင်ပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။ကောင်းကင်ဘော်ကနေပြီးတော့လည်းဟယ်လီကော်ပတာနဲ့လူသက်သမားကိုရှာဖွေနေခဲ့ပါတယ်။ကျဲအရာရှိတွေဟာသူတို့မှာရှိတဲ့ဤပညာတွေကိုသုံးပြီးလူသက်သမားရဲ့ဆဲလ်ဖုန်းရေဒီယိုလိုင်းတွေကိုရှာဖွေခဲ့ရာ နေ့လယ်3:16လောက်မှာတော့ဖုန်းတစ်ခုရှိနေတဲ့နေရာတစ်ခုကို ရေဒါမှာတွေ့ခဲ့ပါတယ်။အဲ့ဒါနဲ့အဲ့ဒီနေရာကိုတွားရောက်ရှာဖွေရာညနေ9:40လောက်မှာတော့အဲ့ဒီလူသတ္တမကို သူ ပြစ်ခတ်ခဲ့တဲ့တနတ်ဘေးမှာလဲကျတည်ဆုံးနေကြတာတွေ့ခဲ့ရပါတယ်။အဲ့ဒီလိုခြုံခိုးတိုက်ခိုက်ခြင်းခံခဲ့ရလို့မိသတ္တမနှစ်ယောက်တည်ဆုံးခဲ့ရပြီးနောက်တစ်ယောက်ကတော့ဆေးရုံမှာအတွင်းလူနာအဖြစ်ဆေးခူးတမှုခံနေရကြောင်းပြည်အဖွဲ့ကထုတ်ပြန်ပါတယ်။ BC3 is down, BC1 is down. Everybody's caught up here. Law enforcement, code 3 now up here. A panic call from firefighters as they come under attack. It's clear to me that this fire was set intentionally to draw us in. The Kootenai County Sheriff confirming those early suspicions. We had a cell phone activation that was in the same spot since about 316. We honed in on that uh, cell phone and we saw that there was a male appeared to be deceased with a weapon nearby. Two firefighters were killed and one seriously injured. Some 300 police converged on the scene and continued taking fire. A SWAT team later found the body of a man next to a gun. The man they say was the lone shooter. So there is no threat to the community at that at this time. The identities of the dead and injured were not immediately revealed. Now begins the process of figuring out why all this happened. Now, has officials ခရိုင်ရဲအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ Norris ကပြောတာကတော့သူတို့ရဲအဖွဲ့ဟာရဲအရာရှိပေါင်း300ကျော်အုံပြူပြီးတော့အဲ့ဒီအခင်းဖြစ်တဲ့တောင်းပတ်ပတ်လေကိုပိုက်စိတ်တိုက်ချဖွေခဲ့ကြောင်းတုံးပြီးကလည်းလောင်ကျွမ်းနေရမှုမိဂိုးတွေမျိုးတွေထူထပ်နေပြီးတိတ်သေးလာတဲ့ခြုံတွေကိုကြော်ဖြတ်ပြီးလူသက်သမားကိုရှာဖွေခဲ့ရကြောင်းအဲ့ဒီ Ganfi တောင်းတန်းဟာဆိုရင်အရန်လှပပြီးအေးချမ်းနာမှုလို့ပြည်သူတွေတောင်းလာတဲ့ညအိမ်ညက်တွေအပန်းဖြေခီးထွက်ပြီး တောတောင်အရသာကိုခံစားကြတဲ့နေရာတစ်ခုဖြစ်ပြီးတော့အခုလိုအဖြစ်အပျက်ဆိုးမျိုးတစ်ခါမှမရှိခဲ့ဘူးကြောင့်ဒေသခံပြည်သူတွေကရောရဲအဖွဲ့ကရောပြောသွားပါတယ်ဒီလိုခြုံခိုးတိုက်ခိုက်မှုဟာတာဝန်ထမ်းဆောင်နေတဲ့မိသက်သမားတွေကိုကြိုတင်အကွက်ချစီစဉ်ပြီးခြုံခိုးချောင်းမြောင်းတိုက်ခိုက်တာဖြစ်လို့မိသက်သမားတွေအနေနဲ့ဘယ်လိုမှအကာအကွယ်မယူနိုင်ဘဲနဲ့ပြစ်ခတ်တပ်ဖြတ်ခြင်းခံလိုက်ရကြောင်းပြောပါတယ် Norris က USA Today သတင်းဌာနကမေးမြန်းတဲ့အခါပြောသွားတာကတော့တနတ်သမားနဲ့ရဲအရာရှိတချို့အပြန်အလှန်တနတ်ပစ်ခတ်ခဲ့တာတွေတော့ရှိခဲ့ကြောင်းဒါပေမဲ့တနတ်သမားဟာရဲအဖွဲ့ကပစ်ခတ်တဲ့တနတ်ကြည်စံကြောင့်တည်တည်တာပဲလားဒါမှမဟုတ်မိမိကိုယ်ကိုပဲလှုပ်ကြံသွားတာလားတော့တည်တည်ချာချာမပြောနိုင်သေးကြောင်းပြောပြပါရယ်အခုအဲ့ဒီတနတ်သမားရဲ့ခန္ဓာကိုယ်ကိုတော့ဈေးရုံတစ်ခုကိုယူသွားပြီးတော့ဓာခွဲကမ်းမှာ ခွဲစိတ်ပြီးတော့စစ်ဆေးသွားမယ်လို့လည်းသိရပါတယ်။ကန်ဖီတောင်တန်းဟာဆိုလို့ရှိရင်တစ်ပင်ထူတက်ပြီးအရန်လှပပြီးတောင်ပေါ်မှာစီးတဲ့ဇပိန်စီးတဲ့သူတွေရောမိသားစုတွေအပန်းဖြေလာရောက်တဲ့အရန်နာမည်ကြီးတဲ့တောင်တစ်ခုဖြစ်ပြီးတော့အေကာပေါင်း24အေကာရှိတဲ့တောလမ်းများရှိပါတယ်။25မိုင်လောက်ရှည်လျားတဲ့တောင်တက်ရတဲ့လမ်းတွေများစွာရှိပြီးတော့မြန်မာတဲ့ကြောက်ဆောင်တွေရှိသလိုကြောက်ရေတခုံတွေအများအများပြားကြောင်း တတော်ထင်ထင်ရဌာနကပြောပါတယ်ယခုတော့တနတ်သမားကိုအသေးဖမ်းဆီးရမိခဲ့ပြီးတော့သူဟာတူဦးတဲ့ဖြစ်ကြောင်းမြို့ကန်ဒူဒူကခီးသွာအပန်းဖြေနေသူတွေပါကြောက်ရွံ့ထိတ်လန့်စရာမလိုတော့ကြောင်းပလိအဖွဲ့ကပြောဆိုသွားပါတယ်ဗီဒီယိုမှတ်တမ်းလေးတွေတင်ဆက်ပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာသတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube channel လေးကိုတိုက်နေသက်ခဲ့တယ်ဆိုရင် like and subscribe right? Lobige Gawa. So please take care of yourself and each other. PM Sunday, and firefighters were responding to a routine wildfire call, racing to this black smoke scene off a local trailhead. Right now, there's an active shooter zone. But as firefighters prepared to battle the flames, suddenly shots ringing out from the hills above. There's shot. Everybody shot up here. Law enforcement, code three now up here. Two firefighters were killed, another wounded, all of them ambushed. I'm pinned down behind Battalion 1's rig. It's clear to me that this fire was set intentionally to draw us in. Sirens heard throughout the neighborhood as roughly 300 law enforcement and first responders from Idaho and Washington state raced to the scene. First, really started hearing the sirens as far as kind of going up and down there. And immediately, just kind of the tension really just kind of went up as far as all around town. Officials delivering their grim assessment. We do believe that the suspect started the fire, and we do believe that it was a ambush and it was intentional. A standoff ensuing, officers exchanging fire with the suspect as helicopters with snipers scanning the forest as authorities tracked cell phone data, which stayed in the same spot since 3:16 p.m eventually finding the man dead with a weapon nearby. They're shot, there's, BC three's down. BC one's down. Everybody's shot up here. Law enforcement, code three up here. A panic call from firefighters as they come under attack. It's clear to me that this fire was set intentionally to draw us in. The Kootenai County Sheriff confirming those early suspicions. We had a cell phone activation that was in the same spot since about 316 we honed in on that uh, cell phone and we saw that there was a male appeared to be deceased with a weapon nearby. Two firefighters were killed and one seriously injured. Some 300 police converged on the scene and continued taking fire. A SWAT team later found the body of a man next to a gun. The man they say was the lone shooter. So there is no threat to the community at that at this time. The identities of the dead and injured were not immediately revealed. Now begins the process of figuring out why all this happened. Now, has officials